ကဲဘယ်လိုပြောမလဲအချစ်ဆိုတာလူတိုင်းကဒါထိတွေ့ခံစားကြတာပဲပေါ့နော်အားလုံးမှာအချစ်ရှိတယ်928လဲအချစ်ပဲ1500လဲအချစ်ပဲအဲ့ဒီခုရောလိုက်လို့ရှိရင်လဲဗာလဲ2020ဗာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါလဲအချစ်ပဲလीနော်အားလုံးကအဲ့ခါကျတော့ဒီအချစ်တွေကတိမ်မွေ့တယ်နုညံ့တယ်ပေါ့အဲ့အဲ့ဒါလေးပြချင်တာမမတော့အဲ့လောက်ပါလာပါရှင် အဲမမကအချိန်တိုင်းခါနဲ့တော့ပြောလို့မရသေးဘာလို့လဲဆိုမမ YouTube channel လေးဖွင့်မလို့လေ YouTube channel ကနေပဲမမတင်မယ်ပေါ့အဲဇလန်းသူလေးတွေဟုတ်အဲ့ဒါအပိုင်းနဲ့လားအပိုင်းနဲ့မဟုတ်ဘူးအဲဟိုပါပဲအဲ PD ရဲ့ short film လေးပဲနည်းနည်းလေးမမကလေဘာလို့ပြောမလဲတရုပ်ဆောင်ကကျွန်မမ character ဘောင်းစုံမမတရုပ်ဆောင်မှုကျင်တာပေါ့နော်အဲအဲ့ဒါကြောင့်မလို့မမကဒါဒါလေးကိုမမတရုပ်ဆောင်တာပေါ့ကျန်နောက်ပိုင်းဇလန်းသူလေးတွေမှာလည်းကိုကိုတိုင်လည်းဝင်ပြီးတော့တရုပ်ဆောင်မယ်ပေါ့ ဟို character ဘောင်းစုံလေးမမတိဥ္စာကိုဘူးကျင်တာအဲ့လိုပဲအဓိကရည်ရွယ်ချက်ကဟုတ်ကဲ့အဲ့ဒီမှာဘယ်လိုပြောမလဲဟိုပါပေါ့အဲဇရိုက်ကျန်းတာပေါ့နော်အဖေနဲ့အမေမှာအဖေကလူမိုက်ဘူးနော်လူမိုက်ဆိုတဲ့ကကြာ तू ကဇရိုက်ပေါ့နော်အဲ့ကြောင့်သွေးဆိုတာကဟိုပါပေါ့သွေးတို့ဇရိုက်တို့ဒီရဲ့ဟိုပါတို့ဆိုတာပေါ့ဘယ်လိုပြောမလဲ ဖြတ်လို့မရဘူးပေါ့နော်သူကဗီဇာဆိုတာပေါ့နော်ဒါကဗီဇာဆိုတာဘလို့မှဖြောက်လို့မရတော့တဲ့ပုံစံမျိုးပေါ့နော်ဖေးရမိုက်ရိုင်းတော့တမီးရလည်းဒီလိုသွေးပါလာပြီးတော့ဒီလိုမျိုးမိုက်ရိုင်းနေပေါ့အဲ့လိုမျိုးပေါ့နော်ပတ်ဝန်းကျင်နဲ့လည်းမတည့်ဘူးပေါ့အဲ့လိုမျိုးပုံစံမျိုးကြီးဟုတ်တယ်အမေအမေအသက်ကြီးတဲ့အမေကိုသူကကြုံညာကြပန်ပညာမတက်ပြီးတော့ဘယ်လိုပြောမလဲဟိုကငွေကြေးရလည်းမရှိပေါ့နော်ဟိုအရင်နှစ်လောက်ဖို့လဲအဲ့ဒါကြောင့်မလို့ကြုံညာကြပန်အလုပ်လုပ်ကြပြီးတော့မအေအူကြီးကိုရှာကြွေးတဲ့တမီးအနေနဲ့ ဲ့လိုလေးပြောဆောင်ထားတယ်အဲတိတ်တော့မကြပါဘူးနောက်လာထဲမှာဖြစ်မယ်နဲ့တူတယ်ဟုတ်ဟုတ်ဇလန်တူထဲမှာဒါပထမဦးဆုံးမမကဒိုက်တာလောက်တာဟုတ်တယ်အဲစိတ်တိုင်းကြမှုရှိမရှိဆိုတာတော့ကိုလုတ်တဲ့အလုပ်ပေါ်မှာမမကတော့အများကြီးအားစိုက်တယ်ပြီးတဲ့ခါကျတော့တီချောင်လည်းလုတ်တယ်ပေါ့ဒါပေမဲ့အဲကိုမမဟုတ်ဘူးကိုကနိုင်ငံခြားအနေနဲ့ပြန်လာတာမဟုတ်ဘူးဒိုက်တာတင်နှက်တက်ပြီးတော့ဒီမှာလည်းဒိုက်တာတင်နှက်တက်ထားတာမဟုတ်ဘူးကိုကဘယ်လိုပြောမလဲဟိုကပေါ့အဲတွေ့နေမြင်နေတဲ့ဟာလေးတွေကိုကကြည်ပြီးတော့ကိုကဝမ်းစာဖြစ်ရင်ကြိုးစားရင်အဲ့လိုအလုပ်လုပ်ရင်းနဲ့ လုပ်နေတာပေါ့နော်။ဟိုအကယ်ဒမီရသွားတဲ့ထိုင်တာကြီးတွေတော့မှရုပ်ရှင်ကြည့်ပြီးလို့ရှိရင်ဘယ်နေရာကြီးကဘာခန်းကြီးဘာဖြစ်တာဟာဘလို့ရိုက်လိုက်ပါလား။ Dryer Lock ကြီးဘလို့ပြောနေရလဲ။ဖရန့်ကျန်ဒီခန်းကအုတ်ထုတ်ဆောင်တာဒီခန်းမှာကျွန်တော်အုတ်ထုတ်မဆောင်တော့ပါလား။ဘလို့တွေရိုက်ထားရလဲဆိုတာမျိုးပြောခံရတာလေ။မမကဘာမှမဟုတ်တဲ့လူဆိုတော့ပို့ပြီးတော့ပြောခံမှာပေါ့။ဒါတော့ထုံးစံပဲလေ။အဲ့ဒါတွေတော့မမမကြောက်ပါဘူး။ဘာလို့လဲဆိုတော့မမလှုပ်ချင်တဲ့အလုပ်တစ်ခုကိုမမကဖျက်အောင်လုပ်ပါ။ အဲ့တော့ကြိုက်တဲ့လူကလည်းကြိုက်တယ်လို့မကြိုက်တဲ့လူကလည်းမကြိုက်ဘူးပြောမှာပေါ့နော်ဟုတ်ကဲ့ဟုတ်အဲဇက်လန်တူလေးတွေကမမတောက်လျှောက်ရောတောက်လျှောက်ရိုက်ဖြစ်တော့မှာလေတောက်လျှောက်ရဲ့ဇက်လန်တူလေးတောက်လျှောက်ရိုက်မယ်ပြီးတဲ့ခါကျတော့မမဘာလဲဟိုပါပေါ့ ရုပ်ရှင်တပင်ဂီတာမီတာဆိုစကားပိုင်းလေး episode ကလည်းတူးထိပြီးသွားပြီဆိုတော့3ကိုဆက်ပြီးတော့ရရမှာပေါ့ဟုတ်ကိုကအသက်ငယ်နေတဲ့အချိန်ကျမရေကောင်းနေတဲ့အချိန်ကိုအချိန်ပေးနိုင်တဲ့အချိန်မျိုးမှာဒါလုတ်သွားမှာပေါ့နော်အဲနောက်တစ်ချိန်ကြာလို့ရှိရင်ကိုအသက်ကြီးသွားပြီးကျမရေတို့ငွေကြီးတို့အဲ့လိုမျိုးခက်ခဲလာတဲ့အချိန်ကြာလို့ရှိရင်ကဒီလိုမျိုးလုတ်နိုင်မှာမဟုတ်တာစိတ်သွားတိုင်းကိုပါမှာမဟုတ်တော့ဘူးလေအဲ့အတွက်ကြောင့်မလို့ကိုလုတ်နိုင်တော့ကိုကအားစိုက်ထားလားအဲ့လိုမျိုးသဘောမျိုးပါပဲရှင့်ဟုတ်အဲဟုတ်တယ်မမအဲ့မှာနေမှာတစ်နှစ်တစ်နှစ်လောက်ကြာမယ်နဲ့တူတယ်ဟုတ် အဲမမပထမတအုပ်ကူကကျတော့မမကဒီ drama ပုံစံပေါ့နော်ဘဝအဲ့လိုမျိုးစကြောင်းလေးရေးတင်တယ်အဲဟိုပေါ့မမကိုခင်တဲ့ဒီကတော့ပြောချတယ်ပေါ့အချစ်ဝတ္ထုလည်းရေးပါပေါ့သူကပြောနေတယ်အဲ့တော့၃အုပ်မှာဟိုပြောအချစ်ဝတ္ထုကတအုပ်လောက်ဖြစ်ပြီးတော့ဘဝစကြောင်းလေးတွေကအဲ့လိုမျိုးလေးတွေကနှစ်အုပ်လောက်များဖြစ်မလားမသိဘူးရှင်ဟုတ်ဟုတ်၃အုပ်တော့ထုတ်မယ်ခင်ဗျာမင်္ဂလိပဲအတားမင်္ဂလိပဲဟုတ်တယ်ဟုတ်တယ်တော့ကြားလေးကလုံးဝအရှုံးတွေပဲရေးတာကွာမမဆိုလို့ရှင်ရောဘယ်လိုမျိုးပုံဖော်ဖို့စိတ်ကူးတာလဲ เออအလိုအရှုံးနိုင်ရတော့မဟုတ်ပါဘူးဘယ်လိုပြောမလဲအချစ်ဆိုတာလူတိုင်းကဒါထိတွေ့ခံစားကြတာပဲပေါ့နော်အလုံးမှာအချစ်ရှိတယ်928လဲအချစ်ပဲ1900လဲအချစ်ပဲအဲ့နှစ်ခုရောလိုက်လို့ရှိရင်လဲဗာလဲ2020ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါလဲအချစ်ပဲလीနော်အလုံးကအဲ့ခါကျတော့ဒီအချစ်တွေကတိမ်မွေ့တယ်နုညံ့တယ်ပေါ့အဲ့အဲ့ဒါလေးပြချင်တာမမတော့အဲ့လောက်ပါတကယ်တမ်းတော့လေမမက ရေးတာတချင်းတွေပါရေးတာဆိုလို့ရှိရင်မမကလေဘဝအကြောင်းနေမပါဘူး။ဘာလဲဟိုပါအချစ်သေးပဲပေါ့နော်။အချစ်သေးပဲရေးအချစ်သေးဦးမှာမမအရန်ချစ်တဲ့တချင်းတွေမမကမရေးပြဘူး။မမအသေးကွဲတဲ့ view ကိုကြိုက်တဲ့ခါကျတော့အသေးကွဲတဲ့တချင်းတွေပဲမမတောက်လျှောက်ရေးလာတာ။2010 2017လောက်ကနေစမယ်နဲ့တူတယ်မမတချင်းတွေတောက်ချောက်ရေးလာတာလေအသေးကွဲတချင်းတွေပဲ အဲအသေးကွဲတဲ့ view လည်းမမကြိုက်တယ်ပြီးတော့လောကကြီးမှာအသေးမကွဲဘူးတဲ့လူဆိုတာတော့ခက်ရှာရှာရေပါနော်အဲ့ဒါကြောင့်မလို့မအသေးကွဲတဲ့ဟာလေးပဲကြီးတယ်ဘဝဆက်ကြောင်းကကျတော့မမခန်းစားခဲ့ရတာရှိလားဘာလားညာလားဆိုတော့မမကမမတို့အိမ်မှာမမမိန်းကလေးတယောက်ခဲပါတဲ့ခါကျတော့အားလုံးကဂယူးဆိုင်ကြတယ်အဲ့ခါကျတော့မမကလေဟာဟွာကြီးခက်ခဲခဲ့တယ်ဒီယာကြီးခက်ခဲတယ်ဒီဘဝမှာဓာကြီးလုတ်ခဲ့ရတယ်ဟွာကြီးလုတ်ခဲ့ရတယ်ဘဝမကြိုက်တာတွေရောကြိုက်တာတွေရောလုတ်ခဲ့ရတယ်အဲ့လိုမျိုးမမမှာမရှိဘူးမမကအေးအေးဆေးဆေးဖြတ်နှက်လာခဲ့ရတယ်လူဖြစ်တဲ့အတွက်ကြောင့်မလို့ အဲအဲ့လိုမျိုးကြီးခံစားခဲ့ရတာဟာဘာကြီးတွေလုပ်ခဲ့ရတယ်ဘာညာအဲ့လိုမျိုးတွေတော့မရှိဘူးပေါ့နော်ဒါပေမဲ့တွိုင်းရင်လာရင်တဲ့ကိုတွေ့နေမြင်နေကြုံနေရတာကိုယ်ဘေးနားမှာဖြစ်နေတဲ့ဟာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကဒါလေးတွေတစားတစားနဲ့အဲ့ဒါလေးတွေခေါင်းထဲထည့်မြင်နေထည့်ထားပြီးတော့အဲ့ဒါလေးတွေဆွဲဆွဲထုတ်ပြီးတော့ဒီရေးတဲ့ပုံမျိုးပေါ့ဟုတ်အမမဖဲလေအခုမှအခုမှစပြီးတော့ရေးနေတာရေးမှကြောင့်မလို့မမကနေမှသွားနေနေတာဩတနေ့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 ဟုတ်တယ်ဟုတ်တယ်ပြပြလေမမီလဲလိုက်နေနေရလေဟိုမှာ မမအနုပညာနဲ့ပတ်သက်ပြီးတော့မမတို့အင်္ဂါတရားဥမဝါသနာလည်းမပါကြဘူးအနုပညာသေးဟိုပါအနုပညာမျိုးယိုးလည်းမရှိကြဘူးဖေဖေဘက်မှာလည်းအနုပညာမျိုးယိုးမရှိဘူးမေမေဘက်မှာလည်းအနုပညာမျိုးယိုးမရှိဘူးမမတယောက်တည်းပဲမမကဒီဥစ္စာအစိမ့်တက်တက်ဒီအနုပညာလောကထဲဥမရောက်လာတာသမီးမဆိုင်အနောက်ကနေလိုက်ခွင့်ကြွေးမယ်ကော်ဖီဖြော်ပေးမယ်ဒါတော့ပေါ့အလားဆုံးโอเคပါတယ်အခုချိန်ဒီကိုကလေးလူလေးဆက်ဆံနေရပါဘုံမင်းအဲ့လိုလေးလား အဲအဲ့ဒါတော့မမတယောက်တည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့မမတငယ်ချင်းတွေလည်းမမအခုအတိတွေလည်းရှိတယ်ဒီလိုပဲဟိုဘယ်လိုပြောမလဲအတိတယောက်ဆိုလို့ရှိရင်သူဆိုလို့ရှိရင်အသက်40လောက်တောင်ပြီတော့မလားမသိဘူးအဲတောက်လျှောက်ပဲလေသူဆိုင်ဖွင့်မီဆိုလို့ရှိရင်လည်းအနောက်ကနေလိုက်လုပေးနေတာပြီးရင်ထမင်းကြိုက်ကြီးနဲ့လိုက်ကြပြန်ပြီးတည်တယ်မလားရေဘူးတွေလည်းလိုက်ကြပြန်ပြီးဒါမျိုးတော့မရှိသေးတယ်အဲ့လိုတွေ့နေရတယ်ကိုမမဟုတ်ဘူး view site ကရဒါမမ main claim လို့တော့သူဆိုလို့ရှိရင်ယောက်ျားလေးအဲ့လိုမျိုးမိသားစုတွေရှိရဲ့ အများရှိတယ်ခံစားလားမခံစားလားမသိတခါကြလို့ရှိရင်မမေရမိသားတွေကြတော့ချောအောင်မွေးတယ်အဲမမကကြတော့ဘာဖြစ်လို့ချောအောင်မမွေးတာလဲအဲ့မှာပြဿနာရှော့ရှော့မမေကြတော့ချောပြီးတော့မိကြတော့ဘာလို့မချောရတာလဲဘလို့ဖြစ်လို့လဲအဲဒါမျိုးတွေလေအခုချိန်ကြီး question တွေရထုတ်ပြီးတော့ပြဿနာရှာတော့